ရုပ်ရှင်တကားရရင်တိတ်တထောင်တောင်းနေတာကအေးချမ်းမှမဟုတ်ဘဲနေဝင်ဖြစ်နေကြောင်းပြင်းတရားကဖော်ပြီးလူမြလာကရင် မတရားမှုအဖျားများတွေကိုဖော်ထုတ်နေခဲ့တဲ့ဒရိုက်တာပြင်းတရားကတော့ခုတစ်ခါမှဆိုရင်ရုပ်ရှင်တကားကိုတိမ်းမောင်းတထောင်လူမြကြီးတောင်းနေတဲ့မင်းသားကြောင့်ကိုဖော်ထုတ်လာခဲ့ပြန်ပါတယ်။ဒီကြောင့်ကိုသူကအရင်နေ့တွေကလည်းဖော်ထုတ်ခဲ့တာဖြစ်ပြီးတော့အကယ်မီရကစားတသက်ဆမင်းသားတယောက်ကလူမြကြီးနေနဲ့တိမ်းတထောင်တောင်းနေလို့ပြောခဲ့ပါတယ်။ဒီတစ်ခါမှတော့ဖော်ထုတ်လာခဲ့တဲ့သတင်းတွေနဲ့ပရိသတ်တွေရဲ့ထင်မြင်ချက်တွေကတော့ဒီလိုတိမ်းထောင်တောင်းတဲ့မင်းသားကအေးချမ်းမောင်းဖြစ်မယ်လို့ပြောနေကြတာပါ။ အင်းသမဟာဆိုရင်လည်း2024ခုနှစ်အတွက်အကောင်းဆုံးမျိုးသားဇပိုးဆိုကြီးကိုပြီးခဲ့တဲ့လပိုင်းကမှရရှိခဲ့တာပါ။ဒါကြောင့်ကယ်ရင်မင်းသားဆိုတဲ့အတိုင်းလူမြားကြီးတွေတက်မယ်ဆိုပြီးတော့လေသတင်းထွက်ခဲ့ပါတယ်။အဲဒီအချိန်မှာပြည်ဟင်းတီဟာနဲ့ပြောစကားတွေရဆိုရင်အကယ်ရင်ရခါစားမင်းသားတယောက်ကသိန်းတစ်ထောင်တောင်းနေဆိုတဲ့အခါမှာအင်းသမကိုပဲပြေးမြင်ခဲ့ကြပါတယ်။ဒါကြောင့်အင်းသမကလုံမလုံးတင်ပါအောင်ဆိုပြီးတော့ဝေဖန်ဆဲဆုံမှုတွေကိုလည်းခံရပြီးနောက်ဆုံးသူကိုယ်တိုင်ပြန်လည်ပြီးတော့ဖြစ်ရှင်းလာခဲ့ပါတယ်။ တို့ဒီလိုမျိုးသိန်းတစ်ထောင်လောက်ထိကိုစိတ်ကူးမရှိခဲ့ဘူးလို့ပြန်လည်ဖြည့်ရှင်းလာပြီးတဲ့နောက်ပိုင်းတော့ driver ပြင်းတင်ကကတာဝန်ယူပြီးတော့တောင်းပန်ခဲ့ပါတယ်။အေးချမ်းမောင်ကိုရည်ရွယ်ပြီးတော့ပြောဆိုတာမဟုတ်ခဲ့ကြောင်းဘသူဘဝဖြစ်တယ်ဆိုတာကိုနာမည်တက်ပြီးတော့ပြောမှာပဲအစဉ်ပြေတော့မှာဖြစ်လာကြောင်းဟောထုတ်ပြောပြခဲ့တာပါ။သူကဒီတဲ့င်းကိုနုပညာတိုင်းဝန်ကနေသိဆဆသိခဲ့ရတာဖြစ်ပြီးရုပ်ရှင်တကားရဲ့ဖို့အတွက်မြမငွေချက်သိန်းပေါင်းတစ်ထောင်ကိုနုပညာကြီးအနေနဲ့တောင်းပြီးတော့မင်းသားဆိုတာမှန်တကယ်ရှိပါတယ်။စာရုံးကနာမည်တက်မပြောဘဲနဲ့ခိုးတော့မပြောလို့မဖြစ်တဲ့အခြေအနေတွေဖြစ်ကြောင်းပြောပြလာခဲ့ပါတယ်။ အဲ့ဒီမင်းသားကတော့တခြားသူမဟုတ်ဘဲအေဂျင့်မောင်ထက်တစ်နှစ်ဆောပြီးတော့အကယ်ဒမီရရှိသွားတယ်ဆိုတော့တရုတ်ဆောင်မင်းသားနေဝင်ပဲဖြစ်ပါတယ်။နေဝင်က2023ခုနှစ်အတွက်အကောင်းဆုံးမျိုးသားစပုတ်စုကြီးကိုရရှိခဲ့တာပါ။ဒီလိုမျိုးရရှိသွားပြီးတော့တိတ်မကြခင်မှာပဲလူပညာရှင်တွေအရင်ကမြင့်တက်သွားခဲ့ပြီးရုပ်ရှင်တကားလာရဲ့ပုံငါရင်လူပညာရှင်တိတ်တထောင်မှမရရင်မရိုက်ကူးဘူးဆိုပြီးတော့မနာကြီးစွာနဲ့ပြောလာခဲ့တာပါ။ဒီသတင်းတွေကိုဒရိုက်တာပြင်းဟင်းဒီဟာကြားသွားတဲ့အခါမှာတော့ဒီလိုမလို့တဲ့အတွက်အလုံးသိအောင်လို့ပြောပြလာခဲ့ပါတယ်။ဒီစားထဲမှာနာမည်တက်ပြီးတော့မပြောခဲ့တာကြောင့်နားလည်မှုလွဲသွားပြီး မင်းသားအင်ဂျင်ပောင်ဖြစ်မယ်လို့ထင်ပြီးတော့ပြဿနာတွေကြီးကျယ်တက်သွားနေတာဖြစ်ပါတယ်။ဒါကြောင့် rider ပြင်းဟင်းဒီဟာကအင်ဂျင်ပောင်ကိုလည်းတောင်းပန်ခဲ့ပြီးတော့နေဝင်ဆိုတာကိုသူကိုယ်တိုင်ထုတ်ဖော်ပြီးတော့ပြပြလာခဲ့ပါတယ်။ဆိုတော့တယောက်ဖြစ်ကနေရုပ်ရှင်စကားတစ်ခါရိုက်ပြီးတော့ကန်ကောင်းစွာနဲ့ကယ်ရီရသွားတာကိုမနကြီးပုံဝင်ပြပြီးတော့လူပညာရှင်သိန်းတစ်ထောင်လောက်တောင်းနေဆိုတာဖြစ်တဲ့ကိစ္စပါ။နိုင်ငံတော်ထိတ်တန်းမင်းသားကယ်ရီများရှင်မင်းသားတွေဖြစ်ကြတဲ့နေတိုးတို့မြင့်မြတ်တို့တောင်မှတကောင်းကိုသိန်းရချီရဲ့လူပညာရှင်ယူပြီးတော့သိန်းတစ်ထောင်ဆိုတဲ့ပမာဏကိုမတောင်းကြသေးပါဘူး။ ။နောက်အခုမှရုပ်ရှင်လေးတကားတကားလောက်ရိုက်ပြီးတော့ကင်ရီလေးကန်ကောင်းလို့ရသွားတဲ့မင်းသားအနေနဲ့လူမညာကြီးတိန့်တထောင်တောင်းတာကအမြင်ကက်စရာကောင်းနေတာကြောင့်ဒရိုက်တာပြင်းတရားကပြောလာခဲ့ပါတယ်။ဒီလိုပြောတဲ့အခါမှလည်းနားလည်မှုလွဲသွားခဲ့တဲ့အတွက်သူကိုယ်တိုင်တောင်းယူပြီးတော့အဲ့ဒီမင်းသားကနေဝင်းဆိုတာကိုပြောပြလာခဲ့တာဖြစ်ပါတယ်။နေဝင်းနေနဲ့ကယ်ရီလေးရကစားပုံဝင်ပြပြီးလူမညာချင်းတိတ်တထောင်တောင်းနေမှာပြိတ္တကြီးတို့ကရောဘယ်လိုမျိုးထင်ကြပါသလဲရှင်